အားလုံးပဲမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ16ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသောမှာကတော့ဗမောက်မြို့မှာအထိနာနေတဲ့ကချင်လက်နက်ကန်တော် KIA နဲ့အုံချခံ PDF တွေရဲ့အကြောင်းကိုတင်ဆက်ပေးသောမှာပဲဖြစ်ပါတယ်။ စီစဉ်လေးကနေပြန်လဲကြိုဆိုပါရယ်သခိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်မှာရှိနေတဲ့ဗန်းမောက်မြို့ကိုကချင်လက်နက်ကိုင်သဘောကင်ရီအပါအဝင် NUG လက်အောက်ခံ PDF အဖွဲ့အများအပြားကပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကစပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စက်တင်ဘာ22 23ဝင်းကျင်မှာတော့ဗန်းမောက်မြို့ကိုချမ်းနီတပ်ဖွဲ့ဝင်တွေနဲ့အတူတပ်မတော်ရဲတရင်တပ်ဖွဲ့တွေကယာယီစုခွာပေးခဲ့ရပါတယ်ဗန်းမောက်မြို့ကိုကချင်လက်နက်ကိုင်သဘော KIA ကလာရောက်တိုက်ခိုက်ခြင်းကတော့ သမောမှာစိတ်ရှုံးနေတဲ့အတွက်ဒီစိတ်တဲ့ရေးရပြန်လဲရရှိနိုင်ရည်နောက်ပြီးတော့သမောကအရှုံးတွေကိုဗမောက်ကိုပြန်လဲပြီးတော့ထိန်းချုပ်နိုင်ရည်အတွက်စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဗမောက်မျိုးဆိုတာကတော့သကိုင်းရွှေဘုံမြကြီးနားလမ်းရဲ့အတွင်အနောက်ဘက်မှာရှိနေတာပဲဖြစ်ပါတယ်။အင်းတို့မျိုးရဲ့အနောက်ဘက်မှာလည်းရှိနေတယ်ဒီပြည်တော်စုလမ်းမကြီးအတွင်ထဲမှာလည်းရှိနေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒေသခံရှမ်းနေတိုင်းရင်းသားတွေကိုကချင်လက်နက်ကန်တပုံ KNA ကပြီးခဲ့တဲ့နှစ်ပေါင်းများစွာတည်းကလက်နက်အားကိုပြီးအနိုင်ကျင့်စော်ကားခဲ့ကြတာဖြစ်ပါတယ်။ ီနေရာမှာဒေသခံရှမ်းနီလူမျိုးတွေကတမဟ၄ခုဖွဲ့စည်းထားတာဖြစ်ပြီးတော့ဗမောမျိုးနေမှာတော့တမဟ၆တက်လင်းနဲ့ဒီတမတော်ရဲ့တရင်တက်ပွဲတွေနဲ့အတူနေမြေလုံးယုံရေးကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကစပြီးတော့ကချင်လက်နက်ကိုင်တပုံ KIA ကဥဆောင်ပြီးတော့ဒီစကိုင်းတိုင်းမှာရှိနေတဲ့စစ်ဒေသတက်လက်အောက်ခံစကိုင်း PDF ကတာ PDF အင်းတော်မော်လူစတဲ့ဘေးပတ်ဝန်းကျင်က PDF အများပြားကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အရင်ဆုံးစတင်တိုက်ခိုက်ခဲ့ကြတာကတော့ဗမောက်မျိုးရဲ့အရှိတ်ဘက်မှာရှိနေတဲ့မြစ်သေးချင်းအဲဒီကကျွဲကိုကြီးကျွဲကိုကုံစတဲ့ဒီကောင်ရင်စကန်တွေအများပြားကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စတင်တိုက်ခိုက်တဲ့အချိန်မှာတော့မြို့ရဲ့အရှိတ်ဘက်ကနေတိုက်ခိုက်ခဲ့တယ်။အဲဒီနောက်မြို့ရဲ့အနောက်ဘက်မှာရှိနေတဲ့ဆက်တော်ဘေးနာကဒီကင်းစကန်တွေကိုလည်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။တော့ကချင်လက်နက်ကဲတဘောင် KIA နဲ့ပေါင်းပါတွေကဒီဗမောက်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်အင်းတော်လမ်းကြောင်းကနေရှိနေတဲ့အလောက်စီလမ်းကြောင်းကိုပြီးခဲ့တဲ့လအနည်းငယ်ကလေးကကြိုတင်ဖြတ်တောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင်ဗမောက်မျိုးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ SNE ရဲ့ကင်းစကန်လေးတွေကိုလည်းကချင်လက်နက်ကိုင်တပုံ KIA နဲ့အတူအသုံးချကန် PDF တွေကလက်ရင်လက်တလို့လာရောက်တိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အခုဒီစက်တင်ဘာ15ရက်နေ့မှာတော့ဗမောက်မျိုးကိုထိန်းချုပ်မယ်ဆိုတဲ့စီရေးရည်မှန်းချက်တစ်ခုနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးယာယီအနေနဲ့တပ်မတော်တရင်တပ်ဖွဲ့တွေနဲ့အတူရှမ်းနီလက်နက်ကိုင်အဖွဲ့တွေကထုတ်ခွာခဲ့ကြပါတယ်။ရာကြီးစုတ်ခွာချိန်မှာကတော့ဗမော့မြို့ရဲ့ဒီမြောက်ဘက်မှာရှိနေတဲ့နှမန်ကျော်သုံးမှန်အကွာဝေးမှာရှိနေတဲ့ဒီနောက်မဲ့လုံ ခတ်မှုနတ်တလာကြောင်ရှိတဲ့ဘက်ကိုဆုတ်ခွာသွားကြတာလည်းရှိသလိုဗမော့မျိုးရဲ့အနောက်ဘက်မှာရှိနေတဲ့ဒီခိုနန်တခွတ်တာဘက်တွေကိုလည်းဆုတ်ခွာသွားကြတာလည်းရှိပါတယ်ဒီဗမော့မျိုးသင်းတိုက်ပွဲနဲ့ပတ်သက်ရင်တော့ကချင်လက်နက်ကိုင်တပေါင် KIA ရဲ့ခေါင်းဆောင်တယောက်စစ်သေးကြတယောက်ဖြစ်တဲ့ကွမ်မော့ကတော့ဗမော့မျိုးသင်းတိုက်ပွဲကကချင်လက်နက်ကိုင်တပေါင် KIA နဲ့မသက်ဆိုင်ကြောင်းပြောဆိုထားတာရှိပြီးတော့ဗမော့မျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ NGD လက်အောက်ခံ PDF အဖွဲ့တွေကိုလည်းချီးကျူးပြောဆိုထားကြတာလည်းရှိပါတယ်ဒါပေမဲ့ ဗမော့မျိုးသင်းတိုက်ပွဲကိုဆင်နွှဲဖို့အတွက်ကချင်လက်နက်ကန်တပုံ KIA ရဲ့စီရေးလှုပ်ရှားမှုတွေနောက်ဝက်ကနေဆက်လက်နက်နယ်စစ်စင်ရေးပြူဟာထောက်ပံ့မှုတွေကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဗမော့မျိုးကိုတမရော်နီစစ်ကြောင်းတွေနဲ့အတူဒီဒေသခံရှမ်းပြည်လက်နက်ကန်အဖွဲ့တွေအားလုံးကလည်းပြန်လည်တိုက်ခိုက်ထိုးစစ်ဆင်ရရရှိပါတယ်။မနေ့ကအောက်တိုဘာ15ရက်နေ့ထိရရှိတဲ့သတင်းတွေအရတော့ရှမ်းပြည်တမရော်ရဲ့လက်အောက်ခံဒီတပ်မ614နဲ့ နေမြေကန်တရင်တပ်ဖွဲ့တချို့ကပုံပေါင်းပြီးတော့ဗမောက်မြို့အနီးတမိုင်ဘတ်ချလေအထိကိုရောက်ရှိနေပြီလို့သိရပါတယ်။ပြောရရင်တော့တမရော့ကဗမောက်မြို့ကိုယာယီလက်လွတ်ခဲ့ရပြီးတဲ့နောက်တပတ်အကြာအောက်တိုဘာပထမပတ်တည်းကစပြီးတော့ဗမောက်မြို့ကိုတိုက်ခိုက်သိမ်းမှတ်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ SNA တမဟာ614အပါဝင်တမရော်ရဲ့တမ33နဲ့တမ89လက်အောက်ခံတရင်တက်ဖွဲ့တွေနဲ့ဗမောက်မြို့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အကျံဖက်သမားတွေစုဖွဲ့နေရာတွေကိုပြန်လည်တိုက်ခိုက်ပြီးတော့ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါအပြင်ဗမောက်မြို့နီးပတ်ဝန်းကျင်မှာရှိနေတဲ့ဒီကတာ